ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူခြားတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖရဲတဲ့တင်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတို့မြစ်တီကိုပါမိုင်းကိုကိုတွေ့နိုင်တာကြောင့်မမောင်လင်ကိုတင်းကြတော်ဆူချင်းမြင်လိုက်တဲ့တင်းကိုဗစ်ကူးစက်ခင်ရသူ6500ကျော်ထိမြင့်တက်လာပြီး3တိဆုံးတဲ့တင်းငလဲလုံးမှုကြောင့်1200ကျော်လျှောက်သွားတဲ့တင်းမိုင်းနဲ့တူအမင်ဂျင်နာကြောင့်မိုင်းမှဆက်နေဖို့အတွက်ဖိုင်နယ်နဲ့ဆုံးဖြတ်လိုက်တဲ့တင်းပါဝင်အစားရှိတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖရဲတဲ့တင်းလေးကိုတင်ဆက်ပေးတော့မှာပါ ထမဆုံးအနေနဲ့ပြည်ဝင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။မန်ကိုသွင်းနိုင်တာကြောင့်မမောင်းလင်ကိုတင်ပြထောက်ဆူရှင်းပြလိုက်ပါတယ်။ဒီသတင်းကိုတော့မြန်သူတူကပေးပို့လာပါဗျ။ မန်ရွယ်တင်းကိုကိုတွင်းနိုင်ငံတာကိုဂုံပြူတဲ့အနေနဲ့မြမလက်ရွေးစင်တင်ရဲ့အတင်းကောင်းဆောင်မမလွင်ကိုမြမနိုင်ငံပေါ်လုံးဖွဲ့ချုပ်အလုံးမှုဆောင်ကော်မတီကချက်သိန်းတထောင်စုရှိမြင့်ခဲ့လို့သိရပါတယ်။မမောင်လွင်ဟာပြီးခဲ့တဲ့မေလ28ရက်ကမလေးရှားနိုင်ငံမှာကစားခဲ့တဲ့မန်ရွယ်တင်းနဲ့အာဆီယံအော်စတာတင်းတို့ရဲ့ပွဲစဉ်မှာအာဆီယံအော်စတာတင်းမှာဝင်ရောက်ကစားပြီးအာဆီယံအော်စတာတင်းရရရှိခဲ့တဲ့အနိုင်ကိုကိုပွဲချိန်90မိနစ်မှာသွင်းယူပေးနိုင်ခဲ့တာပါ။ အဲ့လိုသွေးယူနိုင်ခဲ့တာကြောင့်မမောင်လွေဟာမန်ရွယ်တင်ကိုခိုးသွင်းနိုင်တဲ့ပထမဆုံးမြန်မာကစားသမားအဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။အသက်29နှစ်အရွယ်ရှိဖြစ်တဲ့မမောင်လွေဟာလက်ရှိချိန်မှာ Thai Premier League ကလပ်ဖုံးဝါရီယာမှာကစားနေသူဖြစ်ပါတယ်။ မမောင်လွင်ရဟန်တာဝရယူနိုက်တက်ရန်ကုန်ယူနိုက်တက်နဲ့လက်ဖုံးဝါရီယာကလပ်တွေအတွက်52ဂိုးအထိသွင်းပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။မမောင်လွင်ဟာ2015ခုနှစ်ကနယူးဇီလန်နိုင်ငံမှာကျင်းပခဲ့တဲ့ UNICEF ကမ္ဘာဖလားပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိခဲ့တဲ့မြန်မာ UNICEF အသင်းမှာပါဝင်ခဲ့သူဖြစ်တယ်လို့မြန်မာလက်ရွေးစင်အသင်းအတွက်လည်း16ဂိုးသွင်းပေးထားသူဖြစ်တယ်လို့သိရပါတယ်။ ဆက်လက်ပြီးနိုင်ငံတကာဒင်းသဘောကိုတင်ဆက်ပေးကြပါမယ်။ကိုဗစ်19ကရာသူ6500ကျော်ဒီမြင့်တက်လာပြီးသုံးသိဆုံးခဲ့ပါတယ်။ဒီတွေကတော့ငင်းကြောင်ဝပြပူလာတာပါ။ ပြီးခဲ့တဲ့သတင်းပတ်အတွင်းမှာကိုဗစ်ရောဂါပိုးကူးစက္ကရာသူ6500ကျော်ထိမြင့်လာခဲ့ပြီးသေဆုံးသူက3ရှိခဲ့တယ်လို့ထိုင်းကျန်းမာရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်လိုက်ပါတယ်။မေလာ25ရက်နေ့ကနေမေလာ31ရက်နေ့အတွင်းမှာကိုဗစ်ရောဂါပိုးကူးစက္ကရာသူဦးရေ6580ရှိခဲ့တာဖြစ်ပါတယ်။အသက်30ရာနေ39နှစ်ကြာအရွယ်ရှိသူတွေကိုအများဆုံးကူးစက္ကရာရတယ်လို့တွေ့ရှိခဲ့ပြီး မျိုးတော်ဘန်ကဟာကူးဆက်မှုနှုန်းအများဆုံးဖြစ်နေရလို့လဲထိုင်းကျန်းမာရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့ပါတယ်။ကူးဆက်တဲ့နှုန်းမြင့်တက်လာပေမဲ့ကိုဗစ်ရောဂါကာကွယ်ဆေးတွေစနစ်တကျထိုးလာတာကြောင့်အသက်ဆုံးရှုံးသူတွေပါတာဖြစ်တယ်လို့သိရပါတယ်။ထိုင်းကျမရဝင်ကြီးဆက်ဆက်တက်စုတင်ကမွေးရည်ဝင်အောင်လာပြီဖြစ်လို့ကိုဗစ်ကူးစက်မှုတွေချက်မှန်မြင့်တက်လာနိုင်တာကြောင့်လိုအပ်တဲ့ကာကွယ်ရေးနဲ့ကုသရေးဆိုင်ရာလုပ်ငန်းစဉ်တွေကိုအရှိန်အဟုန်မြင့်တက်ပြင်ဆင်ထားရလို့ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာကူးစက်မှုမြင့်နေတဲ့ COVID ACC မျိုးကွဲဟာအရင်မျိုးကွဲတွေထက်ကူးစက်မှုနှုန်း9ဆပုံမြန်တယ်လို့လည်းသိရပါဗျ။နောက်ထပ်နိုင်ငံတကာတင်းတဘုတ်ကိုတင်ဆက်ပေးကြပါမယ်။ငလင်လုံးမှုကြောင့်1200ကျော်လွတ်မြောက်သွားပါတယ်။ဒီတင်ကိုတော့ငင်းကြအောင်ပြပူလာတာပါ။ငလင်လောက်ခတ်မှုကြောင့်ထောင်ချနေတဲ့အကျဉ်းသား200ကျော်ထွက်ပြေးလွတ်မြောက်သွားတဲ့ဖြစ်စဉ်တည်းကပါကစ္စတန်နိုင်ငံမှာဖြစ်ပွားခဲ့ရလို့သိရပါဗျ။ ပါကစ္စတန်နိုင်ငံကရာချီမြို့မှာရှိတဲ့မာလီယာကျင်းထောင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးငလင်လောက်တအောင်ခွင်ကောင်းယူပြီးအကျဉ်းသားတွေကအဆောင်တွေကိုတိုက်ခိုက်ခါထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။အကျဉ်းသား216ကိုထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးအကျဉ်းသားတအုပ်ကိုဖြစ်စဉ်တွင်မှအသေးပြစ်ခတ်ဖမ်းဆီးခဲ့ပြီးထွက်ပြေးလွတ်မြောက်သွားတဲ့အကျဉ်းသားတွေက80ဦးကိုအချိန်တိုအတွင်းမှာပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီးကျန်ရှိနေတဲ့ကျင်းသားတွေကိုလည်းကရာချီမြို့အတွင်းမှာဖမ်းမိဖို့အတွက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကကြိုးပမ်းနေရလို့သိရပါဗျ လွတ်မြောက်သွားတဲ့ကျင်းသားတွေထဲမှာအကြမ်းမတ်တိုက်ခိုက်မှုတွေကြောင့်အတင်းရှာခံထားသူတွေပါဝင်နေတာကြောင့်ပြည်သူတွေကိုသတိပြုနေထိုင်ဖို့သတိပေးချက်ထုတ်ပြန်ခဲ့လို့လည်းသိရပါတယ်။ဆက်လက်ပြီးအားကစားတဲ့ပုဂ္ဂိုလ်လည်းလက်ခံရရှိထားပါသေးတယ်။မယုန်နဲ့တူအောင်မြင်နေတာကြောင့်မယုန်မှာဆက်နေဖို့အတွက် final test ဆုံးဖြတ်လိုက်ပါတယ်။ဒီတင်ကတော့ငင်းကြောင်ဝါပြပူလာတာပါ။ မန်ယွန်တင်းကောင်းဆောင်ဖာနယ်ရဲ့စာမန်ယွန်တင်းနဲ့အတူအောင်မြင်မှုတွေရရှိနေတာကြောင့်အဲဟီလက်တင်းရဲ့ကံလန့်မှုကိုညှင်းပေးပြီးမန်ယွန်တင်းမှာဆက်နေဖို့အတွက်ဆုံးဖြတ်လိုက်တယ်လို့သိရပါတယ်။အဲဟီလက်တင်းကဘရူနိုဖာနန်ဒက်စ်ကိုတပတ်လောက်ခလာစားပေါက်9သိန်းထိပေးမယ်လို့ကံလန့်ခဲ့ရပဲဖြစ်ပါတယ်။ဖာနန်ဒက်စ်ရဲ့အေဂျင်ဟာဆော်ရီနိုင်ငံမျိုးတော့ယူရက်မှာ တဝက်ကြာနေထိုင်ပြီးတော့ဖာနန်ဒက်စ်ဆွေမျက်ချက်ပေါ်မူတည်ပြီးအပြောင်းရွှေ့လှုပ်ဆောင်မှုအတွက်ကြိုးပမ်းခဲ့လို့သိရပါတယ်။မန်ယူတင်းကလည်းဖာနန်ဒက်စ်ကိုမရောချင်ပေမဲ့ဖာနန်ဒက်စ်ကိုယ်တိုင်အဲဒီလဲကံလန်းမှုကိုလက်ခံမယ်ဆိုရင်လျှော့ပေးဖို့အတွက်ပြင်ဆင်ထားခဲ့လို့သိရပါတယ်။ဖာနန်ဒက်စ်ကအဲ့လေတင်းရဲ့ကလန်မှုကအသက်30ရွယ်ကစားသမားတယောက်အတွက်မမောစရာထက်ပိုတဲ့ကလန်မှုဖြစ်ပေမဲ့နီးပြရင်မုံရင်ပါဝင်မိသားစုရဲ့ညတိုင်းပြီးနောက်မှာမန်ရွယ်တင်းနဲ့အတူအောင်မြင်မှုတွေရရဖို့အတွက်မန်ရွယ်တင်းမှာပဲဆက်နေဖို့အတွက်ဆုံးမခဲ့တာဖြစ် တယ်လို့ပြောကြားခဲ့ပါတယ်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှေ့ရဲ့24နာရီနေ့ကသတင်းတွေပဲဖြစ်ပါတယ်။တချို့အားပေးကြပရိသတ်များအားလုံးကျန်းမာရှင်လန်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။